အာရှရဲ့ပော့ပြေမထရီဇာတန်တင်းဒီဒရင့်ကထရီဇာတန်ဟာအာရှရဲ့ပော့ပြေမလို့ညွှန်းဆိုကြသလိုအီတန်နယ်ကွင်းတော်အာဆီယံပော့လို့လည်းခေါ်ကြပါသည်အာရှပော့ဂီတာမှာအကျော်အကြားဆုံးနဲ့ဩဇာအရှိဆုံးပုဂ္ဂိုလ်များတွေကတူဖြစ်ပြီးထိုင်ဝမ်ဆိုတော့ဖြစ်ပါသည်ထရီဇာတန်ကိုထိုင်ဝမ်နိုင်ငံယူလင်းခရိုင်ပေါ့ကြောင်မြို့1953ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာမွေးဖွားခဲ့ပြီးအနုပညာအလုပ်ကိုဆယ်စုနှစ်သုံးခုနီးပါးကြောင်တခြင်းများနဲ့ဖျော်ဖြေခဲ့ပါသည် သူမရဲ့ချိုချိုအေးအေးတီဆိုဟန်နဲ့ခံစားချက်ပါတဲ့တခြင်းတွေဟာအာရှတဝမ်းမှာရှိတဲ့ပရိသတ်တွေရဲ့နှလုံးသားကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။မန်ဒရင်၊ကန်တုန်၊ဂျပန်နဲ့အင်္ဂလိပ်တို့အပါအဝင်ဘာသာစကားမျိုးစုံနဲ့တီဆိုနိုင်တာကြောင့်သူမကအမျိုးမျိုးသောပရိသတ်တွေစီကိုရောက်ရှိခဲ့ပြီးလူသိများထင်ရှားခဲ့ခြင်းလည်းဖြစ်ပါတယ်။သူမရဲ့ဂီတဟာနိုင်ငံနဲ့နိမိတ်တွေဘာသာစကားတွေကိုကျော်လွန်ခဲ့ပြီးသူမကိုထိုင်ဝမ်တွင်သာမကအရှိတောင်အာရှတခွင်နဲ့တောင်အာရှရဲ့တချို့နေရာတွေမှာပါလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ူမရဲ့လွမ်းမိုးမှုကအရင်အကောင်းလွမ်းတာကြောင့်တရုတ်စကားပြောတဲ့နေရာတိုင်းမှာထရီဇာတန်ရဲ့ဂီတရှိတယ်ဆိုတဲ့စကားလုံးကိုမွေးထုတ်ပေးခဲ့ပါတယ်လို့ညွှန်းဆိုကြပါတယ်1989ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Moon Represent My Head Album မှာ Love in Hong Kong တခြင်းဟာသူမရဲ့နာမည်ကျော်ကြားတဲ့လက်ရာအဖြစ်သတ်မှတ်ခံထားရပြီးတရုတ်ဂီတမှာဂန်ဝင်အခြေတရုတ်ဖော်မှုတစ်ခုဖြစ်လာခဲ့ပါတယ်ထရီဇာတန်ရဲ့ထိပ်တန်းနာမည်ကြီးတခြင်းများဖြစ်ကြတဲ့ Goodbye My Love, Tian Mimi, May We Be Together Forever I only care about you စတဲ့သချင်းများကို1986ခုနှစ်မှာဂျပန်ဘာသာနဲ့1989ခုနှစ်မှာမန်ဒရင်းဘာသာလိုနဲ့ထွက်ရှိခဲ့ပါတယ်။ဒါအပြင်ညီချမ်းမီရှိုးထာဝရထက်တရက်ပို့ချင်မဲ့သချင်းကိုစိုင်းဆိုင်မိုးကမောင်ပေးတဲ့အချက်ပြန်ဆက်ခဲ့ပါအဖြစ်ပြန်ပြောင်းဆိုခဲ့ကမြန်မာပြည်သက်တွေကြိုက်နှစ်သက်တဲ့သချင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။ထာဝရထက်တရက်ပို့ချင်မဲ့လို့ခေါ်တဲ့ညီချမ်းမီရှိုးလို့ခေါ်တဲ့သချင်းရဲ့အဓိပ္ပာယ်ဟာကိုကမင်းကိုမေးမရသေးပေမဲ့မင်းကတော့ကိုကိုမေးသွားလောက်ပါပြီ။ကိုကိုတော့နာမည်မှားခေါ်ခဲ့သေးတာပဲလေ။ မင်းပြောခဲ့သမျှအရာအားလုံးကလိမ့်နေတယ်ဆိုတာဒါရီတက်တည်ပြနေတာလေဒီနေ့မင်းကိုကိုဘလို့စင်ကြေးပေးမလဲကြည့်ရသေးတာပေါ့နှစ်ရက်လောက်နေရင်ကိုကိုလာတွေ့ပါမယ်လို့မင်းပြောခဲ့ပေမဲ့ကိုစောင့်နေတာတစ်နှစ်ကျော်ခဲ့ပါပြီရက်ပေါင်း365ရက်ကိုဖြတ်တန်းမှုဆိုတာတကယ်ကိုမလွယ်ကူပါဘူးတစ်ချိန်လုံးမင်းနှလုံးသားထဲမှာငါဆိုတာရှိကိုမရှိနေခဲ့တာပါကိုပေးခဲ့တဲ့အချက်ပြန်ဆက်ခဲ့ပါဒီသချင်းဟာသူမတိတ်ချိခဲ့ရတဲ့ဂျက်ကီချန်အတွက်ဆိုခဲ့တာလို့လည်းဆိုကြပါလိမ့် ။တချင်းစာသားကိုကြည့်ခြင်းအပြင်သူမဟာဂျက်ကီကိုတိတ်ချစ်တဲ့လောက်ဂျက်ကီစီကအချစ်ကိုမရခဲ့ဘူးလို့ဆိုရပါလိမ့်မယ်။သူမရဲ့စတိုင်ကနောက်တိုင်းနဲ့အရှိတိုင်းဂီတာနှစ်ခုလုံးမှာအစိပ်အပိုင်းတွေကိုအမျိုးမျိုးပေါင်းစပ်ထားတာကြောင့်ခေတ်သစ်တရုတ်ပေါ့ပ်ဂီတာဖွံ့ဖြိုးတိုးတက်မှုကိုတည်တည်တသာအထောက်အကူဖြစ်စေခဲ့တယ်လို့ဆိုကြပါလိမ့်။သူမရဲ့ဂီတာမှာနောက်တိုင်းနဲ့အရှိတိုင်းစတိုင်တွေကိုပေါင်းစပ်ထားပြီးအမျိုးအစားများမှာမန်ဒိုပေါ့ပ်၊စီပေါ့ပ်၊ဂျေပေါ့ပ်၊ကန်ဒိုပေါ့နဲ့ဂျပန်မအန်ကာများပါဝင်ပါလိမ့်။သူမဟာစတူဒီယိုအယ်ဘမ်90ကျော်စူဇီမှုအယ်ဘမ် Completion Album 130ဝင်းကျင်ထွက်ရှိခဲ့ပါသည်။သူမရဲ့ဒေဂီတာဟာကဘာတဝမ်းမှာရှိတဲ့တန်ပေါင်းများစွာရဲ့နှလုံးသားကိုထိမိခဲ့ပြီး2020ခုနှစ်ထိတရုတ်ပြည်မှာအကြီးမားရောင်းချမှုမပါဝင်ပေ48တန်း Album ရောင်းချနိုင်ခဲ့ပါသည်။ Freezer တဟောင်းမေလ10ရက်1995ခုနှစ်အသက်42နှစ်အရွယ်မှာထိုင်းနိုင်ငံချင်းမိုင်မှာကွယ်လွန်ခဲ့ပါသည်။အချိန်မတိုင်မီသေးဆုံးသွားတော့လေသူမရဲ့သချင်းတန်တွေဟာယနေ့တိုင်ဆက်လက်ရှင်တန်နေစေရေပန်းစားနေစေပဲဖြစ်ပါသေးတယ်။